ဘရိုနီကာရဲ့ပွဲနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောချင်တာကဘရိုနီကာကတရုတ်လုံးဝမဆန်တဲ့တရုတ်ဖိုက်တာနဲ့ယင်ဆိုင်ခဲ့ရတာပါဘရိုနီကာဒီပွဲအတွက်ပြင်ဆင်ခဲ့ရတာကကစ်ဖောက်စင် ဖိုက်တာလဲလက်ရှိယင်ဆိုင်ရမယ့်ဖိုက်တာမဟုတ်ခဲ့ဘူးတကယ်ကိုကျန်းတဲ့ဖိုက်တာအန်ဒါဆန်မက်ဆန်နဲ့ယင်ဆိုင်ရမှာပါအနည်းနာမှာဖိုက်တာအပြောင်းလဲဖြစ်ပြီးတော့အခုတရုတ်မှလည်းလီနဲ့ယင်ဆိုင်ဖို့ဖြစ်လာတာပါကျွန်တော်လဲဒီဖိုက်တာအရန်ကျန်းတဲ့ထဲလဲမပါဘူး ဒေတာပိုင်းကလည်းအများကြီးရှာလို့မတွေ့ဘူးဒါပေမဲ့ခပတ်တွေပါရတော့ရထားဖို့တဲ့ record ကောင်းတွေပိုင်ဆိုင်ထားဖို့ပဲမယ်ကစားပုံကလည်းအရင်ကောင်းမနေဘူးဆိုတာသိတယ် Bronica ကိုလုံးဝမနိုင်နိုင်ဘူးဆိုတဲ့အခြေအနေကြောင့်ကျွန်တော်ကလီနဲ့ပတ်သက်ပြီးတော့ highlight video လေးပဲလုပ်ခဲ့တာဗျတကယ်တမ်းပွဲခင်းကြီးနဲ့ကိုရောက်လာတော့အရာအလုံးက different ပဲလီယာတူဒီပွဲအတွက်အသေးချာအချင်းယူပြင်ဆင်ထားရဆိုတာသိတာတယ်အရင်ဆုံး body ပိုင်းတိတိတသားလေးကြစ်လက်လာတယ်အရင်ကလီယာဒီထက်ဝရတယ်ဗျကိုရီဘရိုနီကာကတော့ဘရိုနီကာပါပဲဘာမှအပြောင်းလဲအများကြီးမရှိဘူး အစမှပြောခဲ့တယ်လို့ပဲကေဖောင်စင်ကိုဥတီပြင်ဆင်ထားရတာဖြစ်တဲ့အတွက်ဘရိုနီကာစီကလက်သီးပိုင်းကောင်းကောင်းမြင်တွေ့ရမယ်ဆိုတော့သိတယ်။ဒါပေမဲ့တစ်ဖက်ကလီကလည်းလက်သီးပိုင်းတော်တော်ကောင်းတဲ့ fighter ။ဆိုတော့ဒီဘွဲမှာလက်သီးပတ်တွေအမှန်ကန်မြင်တွေ့ခဲ့ရတယ်လို့ပြောရမယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်အမြင်ကပြောရမယ်ဆိုရင်ဘရိုနီကာကလီကိုဒီလောက်ထိစွဲခေါ်မလာသင့်ဘူးလို့ထင်နေဗျ။လီကအရင်ပွဲတွေထက်ပိုကောင်းလာတယ်ဆိုတော့လက်ခံရမှာပါ။ပွဲစားတယ်ဆိုရင်ပဲဘယ်တန်းညာတန်းစတွေ့ရဲ။ရှေ့ချီတွေဆုံပြီးတော့လူချင်းကဝေးနေတယ်။တယောက်နဲ့တယောက်ဝင်ထိုးရင်ထိုးမထိုးရင်ကန်ဒါပဲရှိတယ်။ နှစ်ယောက်လုံးကခြေကန်ချက်တွေနဲ့ပဲစားပြီးတော့ချင်းကကြတယ်ပထမတမိနစ်ကုန်တဲ့ဒီဘရောဘာမှမလုပ်နိုင်သေးဘူးကိုမိုဘိုင်းကတော့1 2 hack ဒါပဲတကယ်တမ်းထိချက်စားရပြီဆိုတော့ဘရောနီကအဲဖို့လို့ပြောလို့ရတယ်ဗျာဘရောကပြိုင်ပွဲအခြေအနေကိုကြည့်ပြီးတော်တော်လေးကစားတတ်တဲ့ fighter ဆိုတာသိတာတယ်ပထမတစ်ချိန်ကလေးရဲ့ body movement ကိုသူတေချာမြင်လိုက်ပြီးသားဒီမှာတွေ့လားဂျားတွေကနေတခုခုပစ်ထည့်လို့ရတယ်ဆိုတာသူသိတယ်ဒုတိယအချိန်ကျတော့လေးရဲ့အွေမှာသူအဲဖို့ဝင်ရိုက်သွားတာလေချက်ချင်းပြန်ထွက်သွားရတယ် အဲ့မှာဆက်ပြီးတော့လီယာပြန်တိုက်ဖို့ကြိုးစားလာတဲ့ခါမှာဘရိုနီကာရဲ့1 2 3လုံးတွဲထိပြီးတော့သူကျသွားရတယ်။လီယာလက်သေးပိုင်းကိုအားပြုတဲ့ဖိုင်တာဆိုတော့ဒီမှာပလိန်1 2ဝင်ထိုးသွားတာ။ဒါအမှတ်စင်မှတ်ပြီးမှပြန်လွတ်လိုက်အောင်မရှိသေးတာ။ဘရိုနီကာလှုပ်ပြချင်တာတွေများတာကိုတွေ့ခဲ့ရတယ်။ဒီမှာဆိုဘရောကတောင်းမှပိတ်ပြီးတော့ထိုးနေတာ။တစ်ဖက်ကနော်ရောင်းကျပြီးသားဖိုင်တာ။မထင်မှတ်ပဲလီယာတွဲလုံးနှလုံးပြန်ထွက်လာတယ်။ဘရိုနီကာကိုပြန်ထိသွားတယ်။အဲ့မှာဘရိုနီကာပြန်ကျပြီးတော့မူးပါမူးနေတာ။ဒီပွဲကိုတန်ဖိုးတင်ပေးလိုက်တာဒီအခိုက်တန်ပြ။ ဘရိုနီကာပို့ပြီးတော့တတိနဲ့ကစားပစ်သွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဒမေကဂျောကိုတဲတဲထိတာဆိုတော့ဘရိုနီကာမိန်သွားတယ်ဗျ။ဒါမဲ့လည်းလက်ကျန်မိနစ်တွေမှာတော့သူအကောင်းဆုံးကစားသွားတယ်။အတိငိမ့်ဆုံးပဲကစားပေးသွားပါတယ်။ဒုတိယအချိန်မှာတော့လီယာပို့ပြီးတော့တိုက်စစ်ဖွင့်ပြီးတော့ကစားဖို့ပြင်ဆင်လာတယ်ဗျ။ဒါမဲ့လည်းမွေတိုင်းမဝနေရဲ့ဘရိုနီကာရဲ့လက်သီးတွဲလုံးနေရတော့ပို့ပြီးတော့အလုပ်ဖြစ်ခဲ့တယ်။ကျွန်တော်အမြင်အရဆိုဘရိုဒီပြိုင်မက်ကိုဒီလောက်မှကစားရဘူးလို့သူတွေးထားမှာပဲဗျ။ဒါကြောင့်လည်းဒီတစ်ခါကြာသွားတဲ့အချိန်မှာဘရိုကစားဟန်တိတိတသားလေးပို့ပြီးတော့ကောင်းလာတယ်။ ်ခါဆွဲပြီးတော့1 2ဟုပြန်ထိုးသွားတာလေးတွေကိုသူကောင်းကောင်းလေးလုပ်ပြလာနိုင်တယ်။ပို့ပြီးတော့တက်ရက်လာတယ်လို့ပြောချင်တာပါ။ဘရိုနီကာနီနဲ့ဒီအချီမသာသူ push kit တွေကိုစသုံးတယ်။အဝင်ထွက်တွေတိုင်မင်းတွေအားလုံးကပုံမှန်ဘရိုနီကာကိုပြန်တွေ့ရတယ်လို့ပဲ။လီယားလည်းဒီအချီမကောင်တာကနေပြီးသူမနေတော့ပဲရရင်ရတယ်လို့ပြန်လိုက်ပြီးကစားတာလေးရှိတယ်။ဒါတွေကိုလည်းဘရိုနီကာကောင်းကောင်းလေး control လုပ်နိုင်ခဲ့ပါတယ်။ကိပန်းကတော့ဒီအချီမကောင်းကောင်းလေးမြင်ရတာပါ။ပထမပိုင်းမှာတော့ကန်တာကန်တွေကမထီဘူး။ဒီအထီးချက်လေးကတော့တော်တော်လေးတည်တည်တက်တက်ပါပဲ။ လီယာဒီချီမှာ bro ဘာမှပြန်မလုပ်နိုင်ခဲ့ဘူးဗျပြန်လုပ်လာတာလေးရှိပြင်မယ်လေ bro ကပဲတိကျတယ်1 2 3ဒါမှမဟုတ်1 2 body kit ဒါမှမဟုတ်ရင်1 2 hack kit အဲ့လိုမျိုးလေးစသဖြင့်ပြန်တွဲပြသွားတယ်ဒီမှာဆို1 2 hack kit clinch ဘိုင်းမှာတော့ bro ဘလုံးမှမိမှာမဟုတ်ဗျလီယာမွေတိုင်းသက်နုသေးတယ်လို့ပြောလို့ရတယ် bro ဒီကဒူးတွေနဲ့အသာစီးယူပြတယ် live မှာကြည့်ကြရတော့ဒီရှီကလီတာမယ်ထင်ခဲ့တာဗျဒီကြပြန်ပြီးခွဲချလိုက်မှာဘရိုနီကာအပြတ်သက်တာနေအောင်တွေ့ရပါတယ်ဒီတော့ဒုတိယကြီးဘရိုနီကာတာတယ်ပေါ့ဗျာ ဒီတတိယကြီးမှာလည်းဘရိုနီကကောင်းကောင်းထိချုပ်ပြီးကစားဖို့ပြင်ဆင်လာတယ်။ကလင်းရှ်နဲကိုခေါ်ဆုပ်လို့ရမန်းကိုဒုတိယကြီးပြီးကနေမှတိလိုက်တော့ဒီကြီးမှာဘရိုနီကရဲရဲတင်းတင်းခေါ်ပြီးတော့စော်တယ်။ဒီ1 2ဟုလေးကတော့လီယာသူပါလဲဆိုတာကိုပြသွားခဲ့ရပါ။ထိတာတော့မဟုတ်ဘူးဆိုပေမဲ့လက်ဒီပိုင်းမှာသူဟာအစင်းတန်းတစ်ခုရှိတယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တယ်လို့ပါပဲ။သူထိုးလိုက်တဲ့ပုံမှန်သွင်မြင်ကိုကြည့်ုံနေတယ်ဒါတော်တော်လေးသိတာပါပဲ။ဒါမှလည်းဘရိုနီကကိုနိုင်ဖို့ဆိုရင်တော့သူတော်တော်လေးပြင်ဆင်ရအောင်မှာဖြစ်ပါတယ်။ဒါရီဝဲကြီးပညာပိုင်းကွာတယ်ဆိုတာကိုပြသွားတာ။ break ကတည်းကဒီဘွဲမှာကျွန်တော်အကြိုက်ဆုံး kill လို့ပြောလို့ရပါတယ်နောက်ပိုင်းမှာတော့ lead light မကစားရတော့ဗျတပွဲလုံးခြုံငုံပြီးပြောရမယ်ဆိုရင် brody ဘွဲမှာခါးဆွဲပြီး counter ပြန်လုတ်ပြတာလေးတွေတော်တော်လေး timing ကောင်းတယ်ပြိုင်ဘက်ကိုလည်းအထိနာစီပြိုင်ဘက်ကသူနဲ့တန်းတစ်ခုကွာချားနေရဆိုတာကိုပြသနိုင်ခဲ့တာပါပဲလီယိုချီးကျူးချင်တာကတော့လက်သီးပိုင်းတော်တော်လေးကောင်းတယ်ထင်ထားတာထက်ပိုပြီးတော့တက်လုံးမာကိုတော်တော်လေးအဆင်ပြေတယ်အချက်ထဲရောက်နေရနေပြီးတော့ bro ကိုပြန်ကြအောင်ထိုးသွားတာလေးရလဲဒါတော်တော်ချီးကျူးတင်တဲ့အချက်ပါပြီးတော့အလားလာရှိတဲ့ fighter ဆိုတာကိုရည်ညွှန်းနေတဲ့အချက်တစ်ချက်ပါပဲ ဘရောကတော့အစားအမမှာကစားပုံလေးကြိလိမှုမရှိရကနေဒီနောတောင်ကြပြီးရနောက်မှာ तू ကောင်းကောင်းလေးပြန်ပြီးတော့ကစားလာတယ်။နောက်ပိုင်းမိနစ်တွေမှာတော့ तू အကြီးစိုးမိုးပြီးတော့ကစားသွားတာပါ။ဘရောအနေနဲ့နောက်ဆုံးလို့ချင်းဘယ်လိုပြိုင်မဲ့ပဲဖြစ်ပါစေ तू အကောင်းဆုံးဆိုတာလေးပဲခြားပြဖို့လိုလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်။အကြံပြုရရင်တော့တာမယ်ထင်ပြီးတော့ပော့မသွားဖို့လေးတစ်ချက်ပါပဲ။ဆိုတော့ဒီဘက်နဲ့ပတ်သက်ပြီးတော့အားလုံးလည်းဘလိုမြင်ရလဲဗျ။ခုမှမှရေးသွားပေးခဲ့ကြပါဦး။ဘရောနီကိုင်းနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ခုံယူပါရစေ။နောက်ထပ်လည်းပဲနိုင်ပွဲတွေအများကြီးဆက်လက်ပိုင်ဆိုင်နေပါစေလို့ဆုတောင်းပေးနေတဲ့ဒီဗီဒီယိုကနေတော့နှုတ်ဆက်ချင်ပါတယ်။ ကြည့်ရှုပေးခဲ့ကြတဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ။နောက်ဗီဒီယိုမှာပြန်ဆုံကြတော့ဗော။